်မဲ့ဒါလည်းပါကိုရှင်ရှာနဲ့လည်းပြန်လေကျိုးဆက်လိုက်ပါတယ်ခင်ဗျာဒီနေ့မှာတော့လက်ရှိတင်တော်တော့ပေါ့နော်အခုလက်ရှိတင်ပြီးတော့ happy birthday ပါ for show ဆိုတဲ့ခေါင်းစဉ်လေးပဲအစတုပြစေခင်ဗျာဒီနေ့ဒီကျွန်တော်ရဲ့ကျွန်တော်တို့ရဲ့ rockin ဒီနေ့မှာလက်ရှိ rockin ဒီနေ့လောမြောက်ဖို့ဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့ rockin လူမျိုးတွေကိုစားပြုတိုက်ခိုက်ဖေးနေတဲ့အဲတမယာတိုက်ခိုက်ဖေးနေလို့ထင်နေရတဲ့ပေါ့နော်ဒီကျွန်တော်တို့ဘုရုပ်ဖုံးမြတ်နိုင်ရဲ့58နဲ့ပြည့် မွေးနဲ့ဖြစ်ပါတယ်ဆိုတော့ဒီမွေးနဲ့မှာဒါကျွန်တော်အနေနဲ့နေပြီးဒီကတင်ပြချင်တာကဒီကျွန်တော်တို့ဒီမွေးနဲ့ကိုအကြောင်းကိုမပြောခင်မှာဒီကျွန်တော်ကဒါဘီအကြောင်းလေးဆိုတော့နည်းနည်းလေးကြည့်ကြရအောင်ဒါကဒါဘီယာဒီဆင်းရဲတဲ့မျိုးနွယ်စုတွေကလည်းမွေးဖွားလာတယ်အဆင်းရဲတဲ့မိဖနှစ်ပါးကလည်းမွေးဖွားလာတယ်မွေးဖွားလာပြီးတဲ့နောက်ပိုင်းမှာသူဟာအဲ့ဒီမှာလည်းသူရဲ့စ조사မှုတွေကြောင့်သူဟာဘာဖြစ်လာလဲဆိုတော့ကဒီကျွန်တော်တို့စစ်ဦးစီးချုပ်ဆိုတဲ့ပုံစံမျိုးအထီးဖြစ်လာတယ် ိုတော့နောက်ပိုင်းကြတဲ့အခါသူဟာဒီကျွန်တော်တို့တညပြည့်မယ်ဆိုလို့ရှိရင်လက်ပြနိုင်ငံရဲ့ဘောနော်ဒါအကြီးဆုံးရာထူးကြီးတစ်ခုကိုသူရရှိလိုက်တယ်။ဆိုတော့အဲ့ဒီမှာဒီသူရရှိလိုက်တဲ့ဟာကဒီအဲ့ဒီအကြီးဆုံးရာထူးကြီးတစ်ခုကိုရရှိလိုက်တဲ့အပြင်သူဟာဘလောက်ထိအမ်လုံဆောင်ကြည့်တဲ့ကောင်းခဲ့တယ်ဆိုရင်သူ့ကိုပြည်သူလူထုကအများဆုံးကချိန်ခဲ့ကြတယ်ဒါကြောင့်မလို့သူကဒီအဲ့ဒီမှာလက်ပြနိုင်ငံရဲ့ဘယင်စနစ်ကိုလည်းသူဖြစ်သိမ်းခဲ့လိုက်တယ်။ဒီလိုဘယင်စနစ်ကိုဖြစ်သိမ်းပြီးတဲ့နောက်ပိုင်းမှာ လက်ပြနိုင်ငံကိုသူကဒီဘယံအုပ်ချုပ်တဲ့စနစ်အောက်ကနေဖေရှားပြီးတော့ဒီပြည်သူအုပ်ချုပ်တဲ့စနစ်ဆိုပြီးတော့သူကပြန်လည်ပြီးတော့အကောင့်တွေပို့ဆောင်ခဲ့တာမျိုးလည်းရှိပါတယ်။ဒါမဲ့နောက်ပိုင်းကျတော့ကျွန်တော်ဘာလဲဘာတွေဖြစ်လာလဲဆိုတော့အာနာမရှိခင်ကရှိခဲ့တဲ့မြစ်တာတရားတွေအာနာမရှိခင်ကရှိခဲ့တဲ့ပြောဆိုမှုတွေဆက်ဆံမှုတွေဟာအာနာနဲ့ယာထုလည်းရှိလည်းရှိလာရောအဲ့ဒီဟာတွေအကောင်လုံးပျောက်ပြီးတော့ ဒီလက်ပြပြည်သူတွေပုံမှန်နိုင်ငံစင်နယ်လောက်တာတွေလက်ပြပြည်သူတွေကိုစော်ကားတာမျိုးတွေအများကြီးလှုပ်ဆောင်ခဲ့တဲ့အပြင်ပြည်သူတွေတားပေါင်းများစွာကိုလည်းသတ်ခတ်ခဲ့တဲ့ပုံကိုတရားဖြစ်ခဲ့ပါတယ်။ဒါကြောင့်မလို့နောက်ဆုံးမှာဒီသူကနှစ်ပေါင်း40ကျော်အုပ်ချုပ်ပြီးတဲ့နောက်ပိုင်းမှာလက်ပြပြည်သူတွေရဲ့တော်လှန်တိုက်ခိုက်မှုကိုပြန်လည်ခံရလာတဲ့အတွက် သူဟာနေပြီးတော့နောက်ဆုံးမှာ အတနည်းပြမစလို့ရှိရင်ဒီကျွန်တော်အမေရိကန်နိုင်ငံရဲ့ဒီကျွန်တော်နေတိုးအဖွဲ့ဝင်တွေရဲ့တက်ခက်ရှင်မမှုတွေပါခံရလိုက်တယ်။ဆိုတော့ဒီအာနာရှင်ရဲ့ကြဆုံခံဟာတနည်းပြမစလို့ရှိရင်အရှင်တိုတောင်းပေမဲ့ဒါကျွန်တော်ပြန်လည်ကြည့်ရှုလိုက်မယ်ဆိုလို့ရှိရင်ဒီအာနာရှင်ဟာသဆို ရှေခဲ့တယ်လို့ထင်ခဲ့ရပေမဲ့လည်းပဲနောက်ဆုံးမိကောင်ရှုပ်ကတော့မလှခဲ့ပါဘူးမိကောင်ရှုပ်မလှခဲ့ပါဘူးဒီကဒါဘီသေသွားပြီးနောက်ပိုင်းမှာလက်ပြပြည်သူတွေရဲ့အရင်တုန်းကကဒါဘီကိုကြိုဆိုခဲ့တဲ့ကဒါဘီကိုထောက်ခံခဲ့တဲ့လူတွေဟာကဒါဘီသေသွားပြီးနောက်ပိုင်းမှာအာနာရှစနစ်ဆိုတဲ့အောက်ကလွတ်မြောက်တယ်ဆိုတဲ့ပုံစံမျိုးဖြစ်ပေါ်လာပြီးတော့ဝမ်သာအေလေး ဖြစ်ပေါ်ပြီးတော့ကဘာပေါ်မှာအစီကားဆုံးလူအစုအဝေးအများဆုံးအဖြစ်မှတ်တမ်းတင်ကြီးရလောက်တဲ့အထိလက်ပြတည်သူတွေအကောင်လုံးဝမ်းသာကျွရှင်နေခဲ့ကြပါတယ်။ဆိုတော့ဒီကနေ့ကျွန်တော်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုကြည့်တဲ့အခါမှာဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာရခိုင်ပြည်သူတွေအကျက်ရခိုင်ပြည်သူတွေကိုတစ်ခါရှက်ခဲရင်းနှီးမှု ရခိုင်ပြည်သူတွေကိုတခါတည်းမေတ္တာစေနာထားတယ်ဆိုတဲ့ပုံစံမျိုးနဲ့လှုပ်ဆောင်နေတာမျိုးနဲ့အများကြီးကျွန်တော်တွေ့နေရပါတယ်။ဒါပေမဲ့ထောက်ခံတဲ့လူလည်းရှိသလိုမထောက်ခံတဲ့လူလည်းရှိတယ်။ဘာကြောင့်လဲဆိုတော့ဗိုလ်ချုပ်ဆောင်မြတ်နိုင်ရဲ့လှုပ်ဆောင်ခြင်းတချို့ပါ။ကျွန်တော်တို့အရင်တုန်းကကဒါဘီလက်ထက်တုန်းကဒါသူတို့ကဒါဘီတို့နိုင်ငံမှာဒီအာဘောနော်ဒီကျွန်တော်တို့ social media ရှိရှိမှလည်းရှိမှမရှိချင်လည်းမရှိဘူး။ဆိုတော့အခုခက်အကြတဲ့က social media ခက်ဆိုတဲ့ကအရှိကပြောရအ အရှိကလင်လိုက်ရင်အနောက်ဘက်ကိုသွားတာမျိုးလည်းအများကြီးတွေ့ရတယ်။ဒါကြောင့်မို့လို့ကျွန်တော်ဒီကနေ့တင်ပြချင်တာကလက်ရှိဘုဇုတ်ထွေးမြနိုင်နေတဲ့ဒီကနေ့ဒီကျွန်တော်တို့ကျွန်တော်တို့ဒီငွေနဲ့မှာကျွန်တော်ဒီနေ့ပြောတင်ပြချင်တာကအာနာရှင်ဆန်တဲ့ပုံစံမျိုးမပြုလုပ်ပေးနဲ့တကယ်ရင်တဲ့အသေးသေးရလာတဲ့မြစ်တာစေနာမျိုးနဲ့ရခိုင်ပြည်နယ်ကိုစီမံခန့်ခွဲအုပ်ချုပ်နိုင်ဖို့ရခိုင်ပြည်နယ်ကိုလွတ်မြောက်ခြင်းနဲ့တကယ်စေနာအရင်းမှန်နဲ့ လုတ်ကန်ဆောင်ရွက်နိုင်ဖို့ဒါကျွန်တော်အနေနဲ့ညွှန်လဲနေ။နောက်တစ်တစ်ချက်လက်ရှိဒီကျွန်တော်တို့ကဒါဘီကအရင်ဆုံးကရခိုင်ပြည်သူပြည်ဒီကျွန်တော်တို့ကဒါဘီကဒီကျွန်တော်အများပြည်သူမျိုးဆိုလို့ရှိရင်လက်ပြားနိုင်ငံကကျိုးဆိုခဲ့ကြပါလေ။လက်ပြားနိုင်ငံသူနိုင်ငံသားအကောင်လုံးကျိုးဆိုကျိုးဆိုခဲ့ကြပါတယ်။အဒီတဘောလေအတိုင်းမှာဒီကနေ့ကျွန်တော်တို့ဗိုလ်ချုပ်ထောင်မြတ်နိုင်ငံလေးပဲရခိုင်ပြည်သူပြည်သားအားလုံးဒီဘက်လောက်ကလက်ခံကြိုးဆုံနေကြတာကျွန်တော်တွေ့နေရပါတယ် ။ဒါနဲ့တရှင်ရှင်မှာလက်ပြပြည်သူတွေလိုပျော်ရွှင်ဝမ်းမြောက်စွာနဲ့ကဒါပြေသေးသွားတာတော့မှငိုကြွေးမဲ့လူမရှိ။ဒါအနေထားမျိုးရောက်ရှိကြည့်ပါရစေ။ဒါကြောင့်မလို့ဒီကနေ့ဗိုလ်ချုပ်ထွန်းမြတ်တဲ့အနေနဲ့အဲ့လိုကဒါပီလိုပုံစံမျိုးจิตတောင်းလာနိုင်မလားဆိုတဲ့ဟာကိုလည်းဒါကြီးရခိုင်ပြည်သူပြည်သားတွေအနေနဲ့ထက်သွင်းစဉ်းစားသုံးသပ်တဲ့လေ။နောက်တစ်ခုကကျွန်တော်ဒီကနေ့တင်ပြနေတာဒီ ရခိုင်လူဒုကိုတကယ်ပဲကျွန်တော်ကိုယ်တိုင်ရခိုင်လူမျိုးဖြစ်နေပါလျက်နဲ့ရခိုင်လူမျိုးဆိုကနာမဟုတ်ဘူး။အဲ့တော့အဖွဲ့အစည်းနဲ့လူမျိုးကိုခွင်းရှားတတ်ဖို့လိုပါအဖွဲ့အစည်းကအဖွဲ့အစည်းတည်တံလူမျိုးကလူမျိုးတည်တံရှိပါတယ်။ဆိုတော့အခုလက်ရှိဒီ AA အဖွဲ့ကိုကျွန်တော်နေနဲ့ဝေခံနေခြင်းဖြစ်ပြီးတော့ကျွန်တော်ရဲ့ရခိုင်လူမျိုးကိုကျွန်တော်ပြောဆိုနေခြင်းမဟုတ်ပါဘူး။ဒါ ਉਹ လည်းခမင်းစားတဲ့လူတိုင်းသိရှိနားလည်ကြပြီဖြစ်မှာပါ။ဟုတ်ပြီ။ ဒါဆိုဒီကနေ့လက်ပြနိုင်ငံရဲ့ပုံစံကိုကျွန်တော်ပြန်ကြည့်ရှုလိုက်တဲ့အခါမှာအရင်တော့ကတားပြူကိုအရန်ကြိုးဆိုလက်ခံခဲ့ကြတာလည်းကျွန်တော်အများကြီးတွေ့နေရတယ်။ဒါပေမဲ့ကတားပြူကိုကြိုးဆိုခဲ့ကြတဲ့လူမျိုးပဲနောက်ဆုံးကတားပြူကိုမုန်းတင်မှုတွေပေါ်ပေါက်လာကြပါအခုလေးပဲကျွန်တော်ထုံးမြနိုင်ကိုကြိုးဆိုနေကြတယ်။ဒါပေမဲ့ထုံးမြနိုင်ကိုတရက်တရှင်ရှင်မှာမုန်းတင် မလာကြပါစေနဲ့လို့ဒါကျွန်တော်နည်းနည်းစုမကောတောင်းပေးတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရခိုင်ပြည်နဲ့တမိုင်းကျောင်းကိုပြန်လည်ကြည့်ရှုလိုက်တဲ့ခါမှာဒီကျွန်တော်တို့အာဗာလဲဒီကျွန်တော်တို့ဒေါက်တာအိမ်မောင်အရင်တော့ဒေါက်တာအိမ်မောင်ကိုမျိုးရှိပုံပုံကြီးအသွင်ရခိုင်လူလူတွေရခါတဲ့ဝမ်းသာအားရရှိမြင့်ပြီးတော့ပြောဆိုခဲ့ကြတာမျိုးတွေဂုံယူဝမ်းကြောဆိုပြောဆိုခဲ့ကြတာမျိုးတွေအများကြီးရှိပါတယ်ဒေါက်တာအိမ်မောင်ကိုထိရင် အသက်အသေးခံပြီးတော့ပြန်သတ်မဲ့လူမျိုးတော်မှရှိပါတယ်ဆိုတော့အခုဒေါက်တာအေးမုံကိုပြန်လဲပြီးတော့မုံတိလာတာမျိုးတွေကျွန်တော်တို့အများကြီးတွေ့နေရတယ်ဆိုတော့ဒီသဘောတရားအတိုင်းပဲလက်ရှိထုံးမြနိုင်ကိုဒီနေ့တေရှင်ခံမှာကြာခိုင်ပြည်သူလူထုစိတ်နေကြတယ်လို့ဆိုပေမဲ့လည်းပဲဒီနေ့တေရှင်ရှင်မှာဒေါက်တာအေးမုံကိုလူမောင်းလာသလိုခိုင်ပြည်သူလူထုမောင်းတိလာသလို ်တနေ့တနေ့တစ်ချိန်ချိန်မှာလည်းပဲဒီကျွန်တော်တို့ဖုံးပြနိုင်ကိုလူအများမုန်းတီးလာနိုင်မဲ့အနေအထားမျိုးရှိနေမှာဖြစ်ဒါကြောင့်မလို့ဘယ်ချက်ဖုံးပြနိုင်နေနဲ့ဒီနေ့မွေးနေ့မှာကျွန်တော်အကောင်းဆုံးပြင်ပြကျင်တာကအခုပြင်ပြကျင်တာကကဒါဘီလိုမဆက်ဆံလေးနဲ့ကဒါဘီလိုမဖြစ်ပေါ်လာစေဖို့အခုချိန်မှာသူ့ရဲ့စိတ်ကိုစိတ်ကိုအဖြူစင်ဆုံးထားပြီးတော့ရခိုင်ပြည်ထဲမှာမိတဲ့နေထိုင်နေတဲ့ လူမျိုးပေါင်းစုံဘာသာပေါင်းစုံငြိမ်းချစွာအတူရှင်တွေ့နေထိုင်ပြီးတော့ကျွန်တော်အနာဂတ်အရခနိုင်ငံတို့ကြီးကိုပြန်လည်တည်ဆောက်ကြပါစို့လို့ကျွန်တော်အနေနဲ့တွေးကြရင်လည်းဘိုးကျော်ရဲ့ငွေနဲ့မှာ Happy Birthday ဆိုတဲ့အာငွေနဲ့ဆုတောင်းတာလေးနဲ့အတူကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိတ िश ူပေးခဲ့ကြရမီးပူတရားကိုကျေးဇူးတင်ပါအထူးကျေးဇူးတင်ရှိပါတယ်